ကဲမင်္ဂလာပါအမျိုးလူကြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေနော်ကဲမနေ့ပြန်လို့မရှိလူရေမရေမိုက်ရပြီတော့ဟုတ်လားစပယ်ရှယ်ဆိုင်ပဲစပယ်ရှယ်ဆရာလေးအကောင်းဆုံးစပယ်ရှယ်ရှာပြီးသားလေနော်စပယ်ရှယ်ရှာလာတယ်လို့ပြီးပြီးပြီးပြန်ဖိုက်ရမယ်ဟိနော်မိုက်မိုက်ကန်ကန်ဖိုက်ရမယ်ပြီးခန့်ရင်တော့ ပွဲပြီးပေါ့နော်ပွဲပြီးကြိုင်ရမယ်သဘောရှိတယ်နော်အ ਨੇ ဆုံးတော့ဘယ်လိုပြောမလဲ900 1000 2000 3000စသည်အဖြစ်ပေါ့နော်ငွေကြေးတက်နိုင်တယ်လို့တက်နိုင်တယ်လို့ပေါ့ဟုတ်လားဒါမျိုးကပေးပြီးဆိုရင်လည်းမင်းညားဆရာပြခဲ့ပြီမလားနှစ်ကြိမ်ကြလေးပြီနှစ်ကြိမ်ကြလေးယူဟာလားသူအပေါ်မှာနှစ်ထပ်နှစ်ထပ်ကြလာတယ်ဟုတ်လားအဲ့လိုကြီးကြလာတယ်မင်းညားဆရာနှစ်ဆိုင်နှစ်ခါပြတယ်နော်နှစ်ခါလုံးသူကြခဲ့တယ်နော် အဲ့ဒါလေးဆရာထပ်ရှာပြီးမယ်နော်အဲ့လိုပုံစံမျိုးလေးရှာမယ်ဆရာပြောခဲ့တယ်ဟာလားဒီအခုအဲ့ဒီတိုင်းချနော်အဲ့ဒီမင်းညဆိုပြခဲ့တဲ့ပုံစံအတိုင်းကြိုင်မှာဟာလားနော်အေးဒီမှာမှာမှာဒီဆိုင်ဒီဆိုင်ဒုံတလားဒီမှာ3ခွန်ဒီဘက်ကလည်း3ခွန်ဒီဘက်က3ခွန်ညီးတယ်နော်ဒီမှာ3ခွန်လို့ကြားတာနောက်တစ်ပိုင်းဒီမှာဒီမှာနှစ်လေးဒီမှာနှစ်လေးညီးတယ်ဒီမှာနှစ်လေးလို့ကြားတယ်ဒီနှစ်ကနော်နောက်တော့နောက်တစ်ခုရှိသေးရမှာညာဆရာပြခဲ့တယ်ဒီမှာနော်နောက်တစ်ဆိုင်ရှိသေးတယ်ဟာလား ဖယောင်းရမ်းမသိအဲ့ဒီဆိုင်မျိုးနော်အခုကူအဲ့ဒီဆိုင်ကိုဆရာတို့ကင်ပါလားအဲ့ဒီဆိုင်ကိုအလုံးလုံးမှာအဲ့ဒီဆိုင်လည်းလုံးမှာကဏ္ဍကတော့တကွက်တယ်ပဲနော်ဒါတကွက်ရံရမယ်အရင်တကွက်ပါမှာလားနော်အဲ့ဒါကိုဘလို့သွားမလဲဆိုတော့ဆိုင်ကဒီမှာဒါက၄ပင်တစ်ခတ်နော်ဒီမှာ1 2 3 4ဟုတ်လားဒီမှာဒီမှာတစ်ချိန်ကျ1 2 3 4ဒီမှာတစ်ချိန်ကျ1 2 3 4ဒီမှာတစ်ချိန်ကျနော်ဒါက၄ပင်တစ်ခတ် ော်ဒါလေးတွေဆီကဟိုနေ့ဖြစ်မှကြောက်လို့နည်းနည်းဘူးလို့မိမှကြောက်လို့ဟိုကလောက်ထားတာဟိုစိုက်နေမြားစိုက်လေးစိုက်တောင်လေစိုက်မြားတဲ့ခါကျတော့မိရောမှကြောက်လို့ဒါဟိုမူချမ်းလေးခဏတေးထားတယ်နော်ဟဲ့လားအဲ့တော့တခါနောက်တစ်စိုက်ကဒီမှာနော်ဒီဒီစိုက်ကလည်းသူကမတူဘူးနော်မူချင်းမတူဘူးစိုက်ချင်းမတူဘူးဒါမှလည်းကဏ္ဍကတကွက်တယ်နော်ဒီမှာတစ်စိုက်နော်နောက်တစ်ခုဒီမှာဒီမှာတစ်စိုက်နော်ဒီမှာတစ်စိုက် ကနန်းကဒီတစ်ခွက်တည်းပဲဒါပေမဲ့ site ၄ site ကိုကနန်းတစ်ခွက်တည်းချုပ်ပါနော်ဟုတ်လားအဲ့ဒီနေရာမှာအရင်တစ်ခွက်ပါမယ်အရင်တစ်ခွက်ကသူ့ရဲ့ဒီမှာအခုပြန်ပြပြီးမြေကနန်းရဲ့ပါဝါနှလုံးပါဝါပေါ့နော်ပါဝါနှလုံးချင်းပေါ့အဲ့တော့နှစ်ဖြန်၂ရက်9လနော်နှစ်ဖြန်မနေ့အဲ့တော့ဆရာဖြစ်စီကျင်တာဒီကနန်းကိုမနေ့ညထိုးစီကျင်တယ်နော်ဟုတ်လားဘလူပဲဖြစ်ဖြစ်မနေ့ညထိုးတာပါလို့ဆရာပြောနော်ညနေဘက်တော့ဆရာထပ်မတင်တော့ဘူးဒီအတိုင်းပဲဆရာလည်းမနေ့ညဆွဲမှာနော်ဒီကနန်း ရာလည်းမနေ့ညဒီတိုင်းထိုးမယ်မိတ်ဆွေတို့အနေနဲ့လည်းအဲ့ဒါမနေ့ညထိုးပါလို့နော်ဆရာပြောခြင်းတယ်ဟာလားဒါတခုရှိတာကဒီကနန်းကြီးမနေ့ဖြန်မနေ့ကုန်နော်တေးကြတယ်နော်တနေ့ကုန်ထိုးပါတနေ့ကုန်ထိုးနော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုမကြိုက်ဘူးနော်ဒီကနန်းမကြိုက်ဘူးဆိုရင်မိတ်ဆွေတို့မှာဒီပြင်ကနန်းလုံးပိုင်းတစ်လုံးရှိမယ်တဘောဟာအပရိတ်ရှိမယ်ဂီးရှိမယ်ဆိုရင်အဲ့ဒီကနန်းနှလုံးနဲ့ကတ်ထိုးနော်နှလုံးမဟုတ်၃၄လုံးဖြစ်မှာပေါ့ဒါမှမဟုတ်အဓိကမင်းကတော့ဒီကနန်းနှလုံးပဲနော် ်ခဏတော့ကွက်တယ်ပဲကဲဒါဆိုကြည့်အောင်အရင်ဆုံးဒီ site ကိုဆက်ပြအောင်နော်အရင်ဆုံးဒီ site ကိုကြည့်မယ်အဲ့တော့ site ၄ site ကိုအယောင်၄မျိုးနဲ့ခွဲပြပေးမယ်တို့လားနော်ဒီမှာအယောင်၄မျိုးနဲ့ခွဲပြပေးမယ်ဒီမှာအနီးဒီမှာအစိမ်းဟာဒီမှာကဗာလဲဒါဗာအောင်ခေါ်မယ်ဒီမှာအဝါနော် site ၄မျိုးနဲ့ဆက်ပြပေးမယ်ဟာ site ကိုတရောင်ကြီးခွဲပြပေးပါဦးနော်ဒီမှာအနီးနော် အဲ့အနီးရဲ့အပြရဲ့ဒီအယောင်လေးမျိုးကဒီအဝါးသိမ့်မကောင်းဘူးပေါ့နော်သိမ့်ဟိုမမြင်ရဘူးပေါ့အဲ့တော့ဒီလေးယောင်နဲ့တစ်ဆိုင်ကိုတစ်ယောင်နေစရာခွဲပြအောင်မဟုတ်လားအဲ့တော့ဒီအနီးကိုဒီမှာအရင်ပြပေးမယ်နော်ဒီလေးပဲတောက်ကျန်တာဆိုကြည့်အောင်ခဏကတော့မိတ်ဆွေတို့ကြီးစပယ်ဟေကောင်းတာနော်လေးဆိုင်မှာခဏတကွက်ထဲကြာနောက်ပြီးတော့မှဒီမှာသူ့ရဲ့ပါဝါနှလုံးချင်းကြီးဆရာပြန်ပြပေးမယ်နော်အဲ့ဒါလေးကအရင်လေးပေါ့ဒါနဲ့ရံပြရတော့မလို့တော့ပါဘူး မရရမ်းတာမလို့ဆိုတော့လေမိတ်ဆွေတို့တော့ဗောနော်ကဲဒီမှာကြည့်မှာဟလားဒီမှာ3ခွန်1ဒီ3လုံးပေါင်းခြင်း1ဟုတ်ပြီနော်အဲ့ဒီ1ကဒီမှာ1ပိတ်ဟုတ်ပြီနောက်ပြီးတော့ထိတ်စီထိတ်စီလေးတစ်လုံးနဲ့လာမှာနော်ဒီ3လုံးပေါင်းခြင်း1ဒီတပင်ကျော်ပြီးဒီမှာ1ပိတ်ပြရတယ်ဟုတ်ပြီနော်ကဲထားကြည့်ဒီမှာ 84နဲ့တုံးလုံးပေါင်းခြင်းဒီ4အဲ့ဒီ4ဒီဒီပင်ကြော်ပြီးတော့ဒီမှာ4ပိတ်ဟုတ်ပြီနော်ဒါက4ပင်တစ်ခတ်နော်ဟုတ်လားနည်းဒီကင်မရာနည်းနည်းဆွဲလိုက်โอเคဟုတ်ပြီနော်တစ်ခွန်3ပေါင်းခြင်းဒီတစ်ဒီဒီမှာ1ပိတ်ဟုတ်ပြီနော်တခါနောက်တော့ကတ်မှာ၄အပေါ်၈၄နှစ်ပေါင်းခြင်း၄ဒီဒီမှာ၄ပိတ်ကဲဒါဆိုရင်ဒီမှာ နှစ်နှစ်တပေါင်းချင်းဒီပါလေငါအဲ့ဒီငါးစီဒီမှာငါးပေးတဲ့ဒါတခါလေးထည့်ဝင်ခဏအောင်နော်ဒီငါးစီဒီမှာငါးပေးတဲ့ဘယ်လိုပဲဖြစ်အာတော့အာပါနော်မိတ်ဆွေတို့မအာလို့မရငါးပေးတဲ့တလုံးရပြီနော်အဲ့ဒီနေရာမှာငါးပေးတလုံးရပြီဒီသုံးလုံးပေါင်းချင်းငါးစီငါးပေးနော်အဲ့တော့အဲ့ဒါကိုထိတ်ကြည့်တစ်ချက်ကြည့်မယ်ထိတ်တလုံးထည့်မယ်နော်ထိတ်ကဘယ်လိုထည့်မလဲဆိုတော့ဒီမှာ၈၄၆ 8324ပေါင်းခြင်းဒီ4အဲ့ဒီ4ဒီမှာစီရနော်အဲ့ဒီ4ကိုမယူဘူးတော့အ4ရဲ့ဒီ4ရဲ့သူ့ရဲ့နတ်ခတ်ပေါ့နော်ဒီကောင်ဟဟလာဒီကောင်နတ်ခတ်ဒီကောင်နတ်ခတ်နော်အဲ့ဒီ4ရဲ့နတ်ခတ်နှစ်ဒီဒီမှာနော်4ရဲ့နတ်ခတ်နှစ်ဒီဟဟလာ ီမှာနှစ်ထဲဒီဒီသုံးပေါင်းခြင်းပေါ့နော်၈၃၄၄ရဲ့နှက်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီဒီမှာနှစ်ထဲဆိုတော့ဒီမှာနှစ်တေးလို့တခွက်တဲ့သူကြာပြီဟုတ်ပြီနော်ဒီကောင်ကနှက်ခတ်နော်ဒီသုံးလုံးကတော့ဒဲဆယ်တယ်နော်ဒီသုံးလုံးကနှက်ခတ်ကဲတန်ဆိုရင်နောက်တစ်ပွဲကြည့်မယ်ဒုတိယတက်ကကဲဒီသုံးလုံးပေါင်း၄ဒီတဲ့ဒီမှာ၄ပိတ်လို့ရတာလीအဲ့ဒီတော့ဒီမှာ၁၆၃ပေါင်းခြင်းဒီ၃ညဟုတ်လား ုံညရဲ့နတ်ခတ်ဒီခွန်အဲ့ဒီခွန်ဒီဒီကောင်မယူနော်ဒီကောင်မယူဒါကိုယူမှာအဲ့ဒီခွန်ဒီဒီမှာထိတ်ပါတဲ့ဟုတ်လားဒီတဲ့ထဲမှာမဟုတ်သူ့ရဲ့တဲ့ထဲမှာထိတ်ပါတဲ့ဆိုတော့တကယ်တာဆိုရင်ဒီမှာခွန်လေးလို့ခေါ်ရကြပြီဒီခွန်ကသူ့ရဲ့နတ်ခတ်ထိတ်ဒီခွန်နော်အဲ့တော့သူ့ရဲ့နတ်ခတ်ခေါ်ဒီထိတ်ဒါဆိုရင်ခွန်လေးလို့ခေါ်တဲ့သူကြဟုတ်ပြီနော်ကဲဒါဆိုရင်အခုတခါနော်မနေ့ကကိုကြည့်မယ်ဒီတော့လုံးပေါင်းငါးဒီဒီမှာငါးပိတ်လို့တော့ရတယ်ကဲဒါဆိုရင်ဒီမှာ ခွန်ရှိ6ပေါင်းချင်းဒီတေးတဲ့ဟမ်အဲ့တော့တေးတဲ့တေးရဲ့နတ်ခတ်ဒီရှစ်ပါအဲ့ဒီရှစ်ဒီဒီမှာထိတ်ပါတဲ့အဲ့ဒီရှစ်ဒီဒီမှာထိတ်ပါတဲ့ကဲဒါဆိုရင်ဘာကြလဲငါ85လို့တော့ကြာပြီကဲတဲပဲနော်ဟုတ်ပြီနော်ဒါကတဆိုင်နော်ဒီကြံကြည့်ရအောင်မတူဘူးเนาะမိတ်ဆွေစိုက်ခင်ကဲကောင်းပြီဒါဆိုရင်နောက်တစ်ယောက်တစ်ဆိုင်ပြောင်းမှာဟာလာဒီပြန်ဆိုင်ဘူးဒါ၄ပင်เนาะ ဒီမှာလေးပင်ကိုသုံးပင်ဆိုပြီးတက်ကတ်ကြည့်လာနော်ဒီကောင်လေးပင်တက်ကတ်ကဲဒါကြတော့ဒါလို့သုံးပင်နဲ့တွားမှာနော်ဒါကသုံးပင်ပေါင်းနှစ်ပင်နော်ကျင်ကြလေးပေါ့ဟုတ်လားနော်နှစ်ကျင်ကြလေးယူမှာနော်ကဲဒါကဘယ်လိုယူမလဲတဲ့ဆိုတော့ဒီမှာကူလီတေပေါင်းခြင်းဒီဘယ်လောက်လဲ၄၄ကိုဒီ၃နဲ့ပေါင်းမယ် လောက်လဲခွန်နဲ့နော်ဒီသုံးလေးနဲ့ပေါင်းမယ်ခွန်နော်အဲ့ဒီခွန်ဒီဒီမှာခွန်ထိတ်တယ်နော်ခွန်ထိတ်လို့ရပြီဟောပြီနော်ခွန်ထိတ်လို့ရပြီနော်ကဲဒါဆိုရင်အဲ့တော့ဒီသုံးလုံးပေါင်းမယ်လေးလုံးပြောတာလीတုံည1 6ခွန်ဒီသုံးလုံးပေါင်းခြင်းဒီ9အဲ့ဒီ9ဒီဒီမှာ9ထိတ်တယ်နော်ဒီမှာ9ထိတ်တယ်ဆိုဟောတစ်လုံးရပြီနော် ခုနတော့ကဒီမှာ943သုံးပေါင်းချင်းညခွန်ဒီဒီမှာခွန်ထိတ်လို့ရတယ်တခါ3.26ခွန်ပေါင်းချင်း5ဒီဒီမှာ5ထိတ်တဲ့ကြွက်တလုံးရပြီတော့5ထိတ်ရပြီအဲ့ဒီကနေပြီးတော့မှတခါဒီမှာပြန်ကြည့်မယ်9နှစ်နော်9နှစ်3ဟုတ်နော်9နှစ်3ပေါင်းခြင်းဒီ4အဲ့ဒီ4ဒီ4အပိတ်ပေါင်းအေး ဟုတ်တယ်၄အပေးတဲ့နော်ဒါဆိုရင်ဒီမှာ84လို့ရတယ်နော်ဒီကောင်ကထိတ်နော်ဒီကောင်ကအပိတ်84လို့တော့ထဲသူရိုက်တယ်နော်ဒီမှာညီနေပဲနော်ဟိုဘက်နဲ့ဒီပဲဟာလားနော်ခါတာခဏထားအဲ့ဒီကနေပြီးတော့တခါဒီပွဲကိုကြည့်မယ်ဒီမှာပေါင်းချင်းဒီ9 9 9ဒီထိတ်အဲ့ဒီမှာတစ်တုံညာခွန်ဒီဟာလို့ပေါ့နော်9နှစ်3ပေါင်းနဲ့4အဲ့ဒီ4ဒီဒီမှာတုံညာတစ်ခွန်ပေါင်းချင်းဒီရဘလောက်လဲ8အဲ့ဒီ8ဒီ အပိတ်ပါတဲ့ဒါကတဆိုင်ဩနော်ကဲ58ဟောခုနကဒီမှာက85နော်ဒီဆိုင်ကဒီမှာက58နော်ကဲဒါဒီနှစ်ဆိုင်ပြီးသွားပြီနော်ကဲဒါဆိုရင်နောက်တစ်ဆိုင်ကြည့်မယ်ဆိုင်၄ဆိုင်မတူဘူးနော်မိတ်ဆွေတို့တိချာပြပေးထားမယ်နော်ဆရာတိချာပြပေးမယ်တိချာလေးကြည့်ဟုတ်ပြီနော်နောက်မှဒီမှာတိချာ ုန်းနေခွဲချပြပြီးမယ်เนาะခွဲဟောခွဲပြီးမယ်ဟလားကဲတန်းဆိုရင်ကောင်းပြီတစားရှိပါပြီเนาะကဲတန်းဆိုဒီမှာတစားကြည့်မယ်เนาะဒီမှာတစားကြည့်မယ်ဆိုတော့ဒီဆိုင်ကဘယ်လိုသွားမလဲတဲ့ဆိုတော့ဒီမှာ8309ပေါင်းခြင်းဒီဘယ်လောက်လဲခွန်တဲ့เนาะအဲ့ဒီခွန်ဒီဒီမှာခွန်ထိပ်ပါတဲ့ ဟုတ်ပြီနော်ကဲကောင်းပြီဒါနောက်တစ်ပွဲစကြည့်မယ်နောက်တစ်ခါနော်ဒါက၄ဘင်းတစ်ခါလေးကနော်ဘယ်ညာညီနေတဲ့အကြောင်းဆိုပြတာဒီထဲမှာဆွဲတစ်ခုတည်းတနေရာတည်းထပ်ဆွဲလို့ရတယ်ဒါပေမဲ့မိသူရှုပ်မှကြောက်လို့ဆရာခွဲပြတာလားဒီမှာတတ်တတ်စီလှုပ်ပြတာနော်စိတ်ရှိလဲရှင်နေဒီမှာ1 5တပေါင်းချင်းဒီ shit နော်အဲ့ဒီ shit ဒီ shit ထိတ်ပါတဲ့နော်အဲ့ဒီ shit ဒီဒီမှာ shit ထိတ်တဲ့ဟုတ်လားဒီမှာ shit ထိတ် ဲဒါဆိုရင်ရှစ်ထိပ်ဒလုံးထဲမယ်ကဲရှစ်ထိပ်ဒလုံးရပြီနော်အဲ့တော့ရှစ်ထိပ်ဒလုံးရပြီကဲဒါဆိုရင်နောက်တစ်ခါအပိတ်ဒလုံးကြည့်အောင်နော်အပိတ်ဒလုံးကြည့်အောင်ဆိုတော့ဒီမှာရှစ်နှစ်လေးနော်ရှစ်လေးနှစ်ပေါင်းခြင်းဒီကလေးတဲ့အဲ့ဒီလေးစီဒီမှာအပိတ်ပါတဲ့ဟုတ်ကဲ့ညီနေတာကိုပြတာနော်မိတ်ဆွေတို့အဲ့တော့ဒီသုံးလုံးခွန်ဒီထိတ် ဒီသုံးလုံးပေါင်းရင်၄အပိတ်ကဲဒါဆိုရင်ဒီသုံးလုံး၈ဒီထိဒီမှာ2 2 1ဒီသုံးလုံးပေါင်းရင်၅ဒီဒီမှာအပိတ်ပါကဲတကွက်ကြပြန်ပြီ85နှစ်ချက်တူသွားပြီနော်85ဒီလားဒီမှာဒီမှာ85ဒီလားနော်မတူဘူးနော်မိတ်ဆွေတို့မတူဘူးနော်ဆိုင်ချင်းမတူဘူးနော်ဒီမှာ85တော့အခုပြပြဒီဆိုင်ကရောဒီဆိုင်နဲ့တူလားကြည့်ဒီမှာမတူဘူးနော် ဟုတ်ပြီနော်အဲ့တော့ဒီမှာကြတော့လေရှင်ငါပဲတဲ့နော်ဒီမှာကရှင်ငါဟိုးမှာကငါရှိဟုတ်ပြီနော်အာမဘို့ဟာလားကဲဒါဆိုရင်ဒီမှာအခုဒီတစ်ခါကြည့်ဒါကလည်းတစ်ခါအယောင်လေးတစ်ချက်ခွဲလိုက်မယ်ဟုတ်လားအဲ့ဒီအယောင်ဘွေးလေးတစ်ချက်ပြပြီးမှာနော်ကဲဒီမှာခုနကပါလေအနည်းရဲ့အစင်းရဲ့နည်းပြီးတော့အပြာနဲ့ကောင်းမှာဟုတ်လားမင်းလေးလေးမေးချူလို့နည်းနည်းရှင်းရှင်းလေးကြည်လင်းလင်းလေးကြည်ကြည်တောက်တောက်လေးကြည်လို့ရအောင်ဟုတ်လား ကဲဒါဆိုဒီကောင်တို့ကွက်ထပ်သွားမယ်နော်ဒီဆိုင်ကြည့်မယ်ဒီမှာ98တုံညပေါင်းခြင်းဒီခွန်လေအဲ့ဒီခွန်ဒီဒီမှာခွန်ထိပ်ပါတဲ့ဟောဟောပြီနော်ကဲဒါဆိုနောက်တစ်ဘုတ်ဆက်ကြည့်မယ်ဒီမှာတုံညနှစ်တုံးဟမ်နှစ်တုံညတုံပေါင်းခြင်းဒီ9အဲ့ဒီ9ဒီဒီမှာ9ထိပ်ပါတဲ့ဟောဒီမှာလာမြင်ပြီ9ထိပ် နော်အဲ့မှာငါထိလာပြန်ပြီနော်တကွဲဒါလားရှင်းငါရှင်းငါနှစ်ဆိုင်ငါရှင်းငါရှင်းနှစ်ဆိုင်အဲ့လိုသွားတယ်နော်ကဲဒါဆိုရင်ကောင်းပြီနော်ဒီငါးဒီငါးထိလို့ပြီးတာနဲ့တဲ့တခါနောက်တခါထက်ကြည့်မယ်အပိတ်ကိုကြည့်မယ်နော်ဒီမှာ9 4 1ကို၄၁ပေါင်းခြင်းဒီက၄အဲ့ဒီ၄ဒီအပိတ်ပါတဲ့ကဲဒါဆိုရင်ခွန်၄လို့သူတကွက်တယ်ပဲသူချတယ်နော် ဟုတ်ပြီနော်ကဲဒါဆိုရင်အခုဒီမှာကြတော့လေ2 3 3ပေါင်းရင်း5ဒီ5ထိပ်လို့ရိုက်ပြီးကြတယ်ဒီမှာ3 2 6 3ည6ပေါင်းခြင်းဒီ8အဲ့ဒီ8ဒီအပိတ်ပါတဲ့ဟောဒီမှာ8အပိတ်ပါတဲ့ဒီမှာဟမ်အဲ့တော့8တလုံးထည့်မယ်ဟော58မိတ်ရှိလို့ရေး58အာမယ်ဟာဒီမှာ8ငါမတူဘူးเนาะစိုက်ဦးသေးချာကြည့် နော်ဆိုက်ဝေးချာကြည့်မတူဘူးလုံးဝမတူတဲ့ဆိုက်နော်ကိုယ်ပြောမှာပြည်ရင်ဆင်းလာအဲ့တော့တေးချာကြီးအဲ့ဒီရှစ်ကောငါအောင်နော်လုံးလုံးပတ်ထက်လိုက်ရင်ပိုကောင်းမယ်နော်ဒီလိုလားအဲ့တော့ဇုံထွက်လာရတာနှစ်ခုလုံးရမှာလीဟုတ်တယ်လားအဲ့တော့ဓမ္မကြီးလीဒီသုံးလုံးပေါင်းခြင်းဒီ၄နော်ဒီသုံးလုံးပေါင်းခြင်းဒီကဘောင်းအေးဟုတ်တယ်ဒီသုံးလုံးပေါင်းခြင်းခွန်မတူဘူးเนาะဒီကောင်က ဒီလေဒီခွန်ဟောဓမ္မကြီးဓမ္မကြတော့လေဓမ္မဒီသုံးလုံးကခွန်တယ်ဒီသုံးလုံးကလေးတယ်တဲ့လားမတူဘူးနော်ခိုင်းရင်မတူဘူးလားဟောဒီမင်းဆိုင်ကြတော့လေဓမ္မကြီးဒီမင်းဆိုင်ကြတော့ခုနဒီသုံးလုံးနော်ဓမ္မဒီ site ကဒီသုံးလုံးလေးလို့သွားတာနော်ဟောဒီကောင်ကြတော့ဓမ္မ9 4 3ဒီလေးလုံးကခွန်လို့သွားတာတဲ့လားဒီသုံးလုံးကလေးလို့သွားတာဟုတ်ပြီနော် ဒီမှာကြည့်ဒီ3လုံး4เนาะအဲ့4ကိုကြည့်နောက်တစ်ခါဒီမှာဒီ3လုံးဒီ4เนาะနောက်တစ်ခါဒီမှာကြည့်ဒီ3လုံးဒီ4ဟော4ကြီးပဲ3ချက်ကတူလားမတူဘူးเนาะဒီမှာကြည့်ခွန်ကိုတစ်ချက်ပြန်ပြဒီ3လုံးဒီခွန်เนาะနောက်တစ်ခါဒီမှာရှစ်ခွန်မတူတာကိုပြတာเนาะ938ဒီ3လုံးပေါင်းခြင်းဒီခွန်ဒီမှာလဲ8 938 3လုံးပေါင်းခြင်းဒီခွန်ခုနကတော့ ဟိုကောဒီလူသွားတာနော်အခုကဒီမှာဒီသလုံးခွန်နောက်တခါဒီခွန်ဒီချက်ကြည့်ဒီခွန်ကြတော့ဒီမှာခုန၄လုံးတွေ့လား၉၄၁၃အဲ့ဒီ၄လုံးဒီခွန်လို့သွားတာလာခွန်လဲ၃ချက်၄ကြီးပဲလဲ၃ချက်အဲ့လိုသွားတာနော်ကဲအဲ့တော့ဒီခွန်ကြတော့လဲတူလားဒီမှာဒီချက်ကြည့်နော်ဒီခွန်ဒီ၄နှက်ခတ်ဒီနှစ်ထိပ်နော်ဒီမှာ၃၁၆၃ညာနှက်ခတ်ဒီခွန်ထိပ်ဟုတ်ပြီနော် ဒီမှာခွန်6 8ကတက်တင်းတစ်ခါသည်ရှစ်ထိတ်ဟုတ်ပြီနော်ဒီမှာကတက်ခွန်3ပေါင်းချင်းဒီတက်ကတဲ့ဆင်းလာအပိတ်ဒီမှာက8 4နှစ်ပေါင်းချင်းဒီ400အပိတ်တဲ့ဆင်းလာဟုတ်ပြီနော်ဒီမှာက2 2တက်ပေါင်းချင်းဒီ5အဲ့ဒီ5အပိတ်တဲ့ဆင်းလာကဲအဲ့တော့အော်နောက်တစ်ချက်သူ့ရဲ့ပါဝါလေးကိုမိရှူလို့ရံပေးဖို့လေးဆရာတစ်ချက်ပြကျင်လို့နော်အရန်လေးအရန်လေး ်တင်မတော်သူရဲ့ပါဝါနော်ငါရှိရဲ့ပါဝါဟုတ်လားငါရှိရဲ့ပါဝါလေးရံပြရမယ်နော်ကဲစိုက်ကတော့စုံသွားပါပြီနော်ဆရာပြထားတဲ့စိုက်ကတော့စုံသွားပြီဟုတ်လားညာကြည့်သူရဲ့ပါဝါကဘာလဲငါရှိရဲ့ပါဝါသုံးတုံရလို့ရှိတယ်နော်အဲ့ဒါလေးရတယ်မတစ်ချက်ဒါလေးတစ်ချက်ကြည့်ရဒါကတည်းကပြောလို့တော့မတူဘူးဗရိတ်လေလှုပ်ချင်လှုပ်သွားမှာနော်ဒီမှာကြည့်ဒီမှာတစ်ဒီမှာတစ်နော်တစ်တစ်ပေါင်းနှစ်ပင်ကျော်ပေါ့တစ်ပင်ကျော်တစ်ပင်နှစ်ပင်ကျော် ဒီတင့်နဲ့ဒီတက်ပေါင်းခြင်းဒီနဲ့နောက်တစ်ခါဒီမှာရှစ်တပည့်နှစ်ပေကျော်ဒီလေးနဲ့ပေါင်းခြင်းဒီနှစ်ပဲဟုတ်ပြီနော်အဲ့တော့အခုဒီမှာနှစ်တပည့်နှစ်ပေကျော်နော်နှစ်ဖြစ်အောင်ဆိုလို့ရှိရင်ဒီမှာကပါရှိဒီမှာနှစ်ရှိရင်တော့ဒီမှာဘာပဲပေါင်းဘာပိတ်ရတုံညဆိုတဲ့ကဏ္ဍတလုံးပိတ်ရဩတိလားနော်ဓမ္မသူကဟလား တူနဲ့တူနဲ့နှစ်တူနဲ့တူနဲ့နှစ်ဒီကောင်နဲ့ဒီကောင်နဲ့နှစ်လို့ရိုက်မှာဒါဆိုရင်နှစ်လို့ရတုံညာပိပြီးတော့ငားရဲ့ပုံမှာတုံညာလို့ဖြစ်နေတယ်နော်ကင်တာဆိုရင်နောက်ထိတ်ကိုကြည့်လိုက်ထိတ်ကလည်းသူအလားတူအတိုင်းသွားမှာဒီမှာဒီမှာ၃နှစ်ပင်ကျော်ဒီနှစ်နဲ့ပေါင်းရင်ဒီငားလို့ရိုက်တယ်ဒီလားဒီနှလုံးငားဒီနှလုံးနှစ်အဲ့တော့တခါဒီမှာနှစ်လို့ရိုက်ပြီးတော့တခါဒီမှာရှစ်တပင်နှစ်ပင်ကျော်ဒီ9နဲ့ပေါင်းရင်ဒီငားတဲ့ဟောအဲ့တော့ဒီငားဒီနှစ်ပဲဟုတ်လား ဒီငါဒီနှစ်ဒီနှလုံးငါဒီနှလုံးနှစ်အဲ့တော့ဒီနှစ်ဖြစ်အောင်ဆိုရင်တုံညာပိတ်မယ်ဒီကောင်နဲ့ငါဖြစ်အောင်ဆိုရင်ဒီပင်နှစ်ပင်ကျော်ပြီးဒီမှာပါထိတ်ဝင်မယ်ဒီမှာနှစ်ရှိရင်သုံးထိတ်ဝင်ပြီးရမှာကဲဟုတ်တယ်ဟာလားအထက်ကျောင်းသူပါဝါလေးဖြစ်နေတယ်လို့ပြောတာဟောဒီမှာသုံးတုံညာရှင်းငါကိုသုံးတုံညာဆိုပြီးယူသွားမှာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ရှင်းငါကတော့ main ပေါ့နော်အဲ့တော့သုံးတုံညာကဟိုခုနကတော့ဆရာပြောတယ်လေ တို့လည်းရတယ်နော်ဘာဖြစ်လို့ဆိုဒီမှာအပေါ်မှာ तू က303နေ303နေ303နေ तू ကအဲ့လိုလေဟိုပေါ်မှာလည်းရှိသေးတယ်အဲ့လိုလေထွက်ထားတာဖြစ်တဲ့အတွက်ဒါပြောလို့လည်းမတတ်ဘူးလေဒီ303ကပြန်လာရင်လာနေတတ်တယ်ဟုတ်တယ်အဲ့တော့ဒီမှာရှင်က303နှစ်ကွက်လုံးအားမယ်နော်ကဲအားလုံးပဲဆရာမိတ်ဆွေများရှင်းပြကြပါစေဟုတ်လားနောက်ပြန်နေကုန်ဆွဲမယ်အဲ့ကနာနှစ်ကွက်နော်နေကုန်ဆွဲမယ်မတော်လို့မနဲ့ကိုမနဲ့မဖြစ်ပဲနဲ့ညနေမှာပတ်ဖွဲ့တို့ယူမယ်ဟုတ်ပြီနော်နေကုန်ဆွဲမယ်နေကုန်ချမယ် အဲ့တော့ခုနခုနဆရာပြောခဲ့သလိုဟာလာမိတ်ဆွေတို့မှာဝမ်းကျင်းကြီးကြီးဟာလာဟိုဝမ်းကျင်းကြီးကြီးပြိတိရှိရင်အဲ့ဒီ3တုံညာ5ရှင်းနဲ့အပိုင်ကတ်ထိုးနော်ဒါလည်းထိုးရမှာပဲဒီဒါဥမဒါကိုကြိုက်ရင်ဒါကိုထိုးပေါ့နော်ဒါမှမကြိုက်လို့ဒါကိုအပိုင်တလုံးယူမင်းထိုးမယ်ဆိုရင်ထိုးပေါ့ဒါမိတ်ဆွေတို့လို့လို့သုံးပေါ့နော်ကြိုက်တယ်လို့သုံးညာသုံးနိုင်တယ်ဟာလာကဲအဲ့တော့ရှင်း5ကတော့ဆရာမိန်တယ်မယ်3တုံညာရရမယ်ပေါ့ဟာလား chỉ gì gì thế này mà xem à mày xem à mày ah no? okay. à mày nó ok xem à mày à nó nó được khá tố tố nhá tố luôn nghe đàm mấy chú chơi từ lúc tố nó xem rồi dài rồi mấy dài mà à mày à bao nó ကဲအားလုံးပဲဘိုင်ဘိုင်ကဲအားလုံးဆင်ပြေကြပါသည်ဗျာစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာရင်ပြည်စုံလူရင်ဆန္ဒရတလုံးတော့ပြေးကြပါသည်နော်ကဲနောက်ပြန်ညနေစရာထပ်မတင်တော့ဘူးနောက်ညံ့ကြမှာပဲအခုလိုဘုနေပြင်တင်တော့မှာဟလားဒီကောင်ကိုဆရာတို့မနေ့ပြင်မနေ့ကောင်ကြအောင်ဆွဲမယ်နော်နောက်ပြန်နေကောင်ဆွဲမယ်မလဲညာဟလားကဲအားလုံးဆင်ပြေကြပါသည်ဗျာဘိုင်ဘိုင်ကောင်းကောင်းညံ့ကြလေးဖြစ်ကြပါသည်ကဲအားလုံးပဲမနေ့ပြင်အောင်ပွဲ ကြီးကြီးမားမားရရှိကြပါစေလို့နော်ကဲဘိုင်ဘိုင်